အထိတ်တွေ့တာတော်တော်ကြာပြီပေါ့သမီးရဲ့ဒီဒီဘုံဆိုတာချစ်သူမောင်နဲ့တိလာတယ်ပေါ့လေအားလုံးကဒါလက်ခံတယ်လို့ပြောရမှာပေါ့အချိန်လေးကောင်းတဲ့အချိန်မှာရက်ရက်ရက်တလူမျိုးဖြစ်သွားတယ်သမီးရဲ့အဲ့ဒီတုန်းကတော့မမမောတကယ်အန်တိုင်းပြောရရင်လောလောလောဆိုဒါပေမဲ့အခုသက်ကြီးလာတော့မှဆိုကျင်တဲ့စိတ်ကလေးတွေတော့ဖြစ်လာတယ်တချင်းလေးတွေသတိရလွမ်းလာတယ်အခုကြတော့ဘုံကဆိုကျင်တဲ့အချိန်လေးပေါ့ဒါပေမဲ့ရွေးရလွန်သွားပြီလေ ဆင်ရွှေရနာဝယ်ယူမယ်ဆိုရင်မြမရနာလောကမှာစိန်အရေးအသွေးအကောင်းဆုံးနဲ့အမခံချက်အပြည့်အစုံရှိတဲ့ brand စင်ညာကြီးဖြစ်တဲ့စိန်နန်းတော်မှာပဲဝယ်ယူဖို့တပည့်ခေါ်ပါရစီရှင်စိန်ဆိုရင်ဒီနန်းတော် ကတိမွေးနေ့မှာစပြီးတော့စိတ်ချမ်းသာခြင်းကိုကြီးကျမချင်းနဲ့ပြည့်စုံပြီးတော့မမမမလိုရာခီးကိုအမြန်ဆုံးရောက်ပါစေလို့မမဆုတောင်းပေးပါတယ်။မမကတော့ရတီပွင့်ဦးပါ။မမကချစ်သူမောင်ခွေကို1995ခုနှစ်မှာ ထွက်ခဲ့တယ်တမီ။ဒုတိယထက်ဆက်မောင်ခွေ96မှာမမထွက်ခဲ့ရဲ့။နောက်ပိုင်းအတွဲလေးတွေပဲထွက်တယ်။နောက်အဲ့လိုပေါ့နောက်ထပ်ဟိုပါပေါ့ single album ထွက်ဖို့လုပ်ပြီးဒီချက်နေလဲအကုန်လုပ်ပြီးပါတယ်။ဒီလက်တီးနေတက်လိုက်မှမမထွက်ဖြစ်တော့တာ။ ကြောင်းကြောင်းကြောင်းပေါ့မထွက်ပြစ်လိုက်တော့အဲ့ဒါဟိုဓာတ်ထဲမှာဂျိုချားအတွအတွဲလေးတွေပဲထွက်ပြစ်တယ်။အဲ့ရနေစာမဘာမှမလုပ်တော့ဘူး။အခုလည်းဆင်းလဲလုံးဝမဆိုတော့ဘူးလေ။ဒီလိုပဲဒါပေမဲ့ကိုမမမွေးနေကိုဖိတ်ထားတော့အဲ့လိုပေါ့ဆင်းမဆိုးဖြစ်တာတော့ကြာခဲ့ပြီပေါ့။နှစ်ပေါင်းမြောက်များစွာဖြစ်နေပါပြီ။ခုနကမမချစ်သူမအောင်ပြန်ဆုံလိုက်တယ်လေ။ဒီချစ်သူမအောင်ဆိုတာမမနဲ့မထိတွေ့တာတော်တော်ကြာပြီပေါ့သမီးရဲ့နော်။ချစ်သူမအောင်65ခုနှစ်မှာထွက်ခဲ့ရင်နောက်ပိုင်းမမတို့ရှိုးတွေဆိုရတယ်။ရှိုးတွေတောက်လျှောက်သွားတော့အဲ့ချိန်လေးမှာတော့ဒီဒီပွင့်ဦးနဲ့ချစ်သူမအောင်နဲ့ကမမ ဟိုဂျီဒီဘုံဆိုတာချက်သူမောင်နဲ့တိလာတယ်ပေါ့လေအားလုံးကဒါလက်ခံတယ်လို့ပြောရမှာပေါ့အဲ့လိုလေးနဲ့ဖြစ်လာပြီနောက်ထပ်ဆင်မောင်ကကြာမှာဟိုတိန်တိုင်းနဲ့သမီးတို့ဘလောက်ထိချက်လဲတို့ Alex နဲ့တွဲပြီးတော့အဲ့ဒါလေးနဲ့မမအဆင်ပြေလာတယ်ပေါ့အချိန်လေးကောင်းတဲ့အချိန်မှာရက်ရတယ်ရက်တယ်လို့မျိုးဖြစ်သွားတယ်သမီးရဲ့အဲအဲ့လိုမျိုးလေးဖြစ်သွားတယ်အဲ့ဒီတုန်းကတော့မမမောတကယ်အမှန်တမ်းပြောရရင်လောလောလောဆိုဒါပေမဲ့အခုအသက်ကြီးလာတော့မှဆိုကျင်တဲ့စိတ်ကလေးတွေတော့ဖြစ်လာတယ်တချင်းလေးတွေကိုသတိရလွမ်းလာတယ်အခုကြာတော့မမဆိုကျင်တဲ့အချိန်လေးပေါ့ဒါပေမဲ့ အရွယ်ရလွန်သွားပြီလေအဲအဲ့လိုတော့ဖြစ်သွားတာပေါ့ဟောအဲ့ခါကျတော့လေသူတို့စားအရန်ပြော်တာပေါ့ဘာဖြစ်ဖြစ်ပေါ့နော်သူတို့လေးတွေအားလို့ဟောအခုအောင်ရင်လက်ခါကျတော့မမတို့ခေတုံးကကြတော့ကွာအခုဆိုရင်ဆိုဘာကြီးတွေမှာဆိုကြရင်မမတို့ခေတုံးကနေတွေသွားပြီးဆိုပါတာလေပင်မခံပြီးလေရင်ဝင်းသွားတဲ့အဲ့ချိန်ကျမှအစိုးရတွေချင်းချင်းတွေးကြရဲကားပေါ်မှာတူတူဆေးဆေးရတယ်ဒီမောအတူတူဆေးရတယ်အဲ့ချိန်မှာအရန်ပြော်စရာလေးပေါ့ဒါပေမဲ့အခုခေတ်ကတော့အဲ့လိုပေါ့တွဲပြီးတော့သွားကြတာတိတ်မရှိဘူး လောက်ဖြစ်နေလိမ့်မယ်ဆိုတော့သူတို့တော်တော်နည်းနည်းတော့ပြင်းစရာအများကောင်းမလားမသိဘူးလို့အဲ့လိုတော့ဘာမှမဆိုင်မင်းနဲ့ထွေးမိရယ်တင်စာမော်တို့ချောစုခင်ချောစုမားတဲ့နည်းတော့နောက်ကြရယ်ဒါမှမဟုတ်အဲ့လိုပေါ့သွားကြရရှိ ရှိလေးလေးဝါဒါမှရဲ့ချစ်တဲ့လူတွေပေါ့နောက်မဒီဆိုမှအရင်စစ်တယ်အဲ့လိုပေါ့အဲ့အားရမမတို့အဲ့လိုသွားသွားကြတဲ့လူတွေပေါ့ဒါတီရိရဲ့အရေးကြီးဆုံးတီရိချိန်မှာမှာပြောတာပေါ့သွားရင်တော့ခီးရီသွားရင်တော့ပြောတာပေါ့ပြောတယ်စကားတွေပြောတယ်ပောက်ပြတွေပြောတယ်ပောက်ပြတော့အရင်အဆုံးပြောတယ် အချောဆုလို့ပါရင်ရေးရတာပေါ့တင်စားမလို့တော့တအားရေးရတယ်အဲ့အဲ့လိုမျိုးတွေပေါ့သွားကြတာပဲပေါ့အဲ့အဲ့ဒီဟာလေးတွေကပြန်သတိရတာပေါ့ခါကြောက်လည်းသတိရလိုက်တာလို့အဲ့လိုမျိုးရှိတာပေါ့ဒါပေမဲ့အခုလုံးဝလုံးဝမမမဆုံးတဲ့အတွက်ဘသူနဲ့မှမတွေ့တော့တာတကယ်လို့ပြန်ပေါ်တော့ကိုယ်စိတ်ထဲမှာပေါ့စိတ်လဲပါလို့အစဉ်ပြေခဲ့လို့တပုတ်လောက်မြန်လှုပ်ခဲ့လို့အဲအဲ့လိုဆိုရင်တော့လည်းပြန်တွေ့ရမလားပေါ့မျှော်လင့်တာပေါ့အဲ့လိုတော့လည်းတွေ့နိုင်တာပေါ့မတိရောတော့အရန်လွမ်းတယ်အရန်လွမ်းတယ်ခါကြောက်အဲ့လိုမျိုးလေသူ့စင်းလေးတက်လာရင်အရန်သတိရတယ်ဒါမှမလေဘသူနဲ့မှမဆက်သွယ်ဖြစ်တာ ကောမဆက်သွယ်ရတာပေါ့အဲ့လိုမျိုးအကုန်လုံးဒါပေမဲ့အရန်လွှဲနေအရန်တတိယရမတည်ရတော့လေအားလုံးအရန်တတိယပါတယ်လို့တကယ်တတိယတာပါအားလုံးတတိယပါတယ်လို့အာပြောတာပေါ့ပြောလဲပြောတယ်နောက်ပြတော့မမကနည်းနည်းစွာတော့လေအဲ့လိုမျိုးပေါ့တခုခုဆိုလဲအဲ့လိုရန်ဖြစ်ရတာကြီးလဲများတာပေါ့နော်သူတို့နဲ့မဟုတ်ဘူးနော်သူတို့နဲ့မဟုတ်ဘဲနဲ့အဲ့လိုပေါ့ဟိုမောက်တာလာလုံးမဲ့ can try တို့ အဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးနေကြတော့နည်းနည်းများပြောရဆောရလေးရောရှိရပေါ့တကယ်ချင်းနေနေတော့ဘယ်သူနဲ့မှရန်ဖြစ်ရပါအောင်အားလုံးနဲ့တော့ပျော်ကြတာကြီးပဲတည်တယ်အဲ့ပြောပြောလိုက်လို့ချင်းတော့ဟာတာတွေပေါ့ပေါက်ကြရတွေလောက်အဲ့လိုမျိုးဆိုပျော်ကြတာပေါ့လို့တန်နာကြီးလားတန်နာကြီးအရန်စိုက်တယ်မအရန်စိုက်တာဟာစိုက်တာပေါ့စိုက်လို့လေဟိုတခါတလေကြုံကြရင်မလည်းဆိုတယ်ဟုတ်လား ဘလို့ kwa လဲလို့တင်လဲတင်နေတာတကယ်ကြီးဟာ तू ကကောင်းတာဗောဟုတ် तू ကတော့ရမ်းကောင်းတာဗောသူကငိုရအတန်ရမ်းကောင်းမိသားလေကိုကအတန်မှမကောင်းတာအဲ့တော့ तू ကတော့အတန်ရမ်းကောင်းတော့ဘုကွာ kwa ပါတယ် kwa တယ်ဒါပေမဲ့အဲ့လိုမျိုးဗောသူ့မမိလဲကိုကခါလေးတော့ဆိုတာဗောအစ်စင်လို့ရမ်းကြိုက်လို့မနှုတ်တောင်းရှိတယ်ဟောဟောจုံကြိုက်ရေဗောဟုတ်ဟုတ်တခါလေးမမအဲ့လိုจုံကြိုက်ရင်တော့ဆိုပါတယ်တမီးဒါပေမဲ့ရမ်းစုံစမ်းဆိုလဲရှားပါတယ်ဟုတ် ဒီလိုမျိုးကိုပွဲမသွားတော့တာလေမသွားတော့မဆိုဖြစ်ဘူးပေါ့အဲ့လိုမျိုးပေါ့အဲ့ပေါ့ဒီလိုပွဲရတာဒီမမရဲ့ပွဲရတာပထမဆုံးပြန်ဆိုရတဲ့ဘော ပေါ့တချင်တယ်မဆိုရရမ်းကြအဲအဲ့လိုအဲ့လိုပဲပြောရမှာပေါ့အဲ့လိုဆိုရင်တော့မမကိုဆိုရင်တော့အဲတိမ်တိုင်းတဲ့သမီးပေါ့မမရဲ့ second album ကထပ်ဆင်ပါကွယ်လေးအဲ့ဒီမှာကိုကောင်းဆက်ရေးသားတဲ့အဲတိမ်တိုင်းတဲ့သမီးဆိုရယ်တခြင်းလေးဆိုရင်မမကိုမမလာရင်တိမ်တိုင်းတဲ့သမီးလာပြီဆိုပြရင်အဲ့လိုပြောတယ်ဒီဒီပုံလုံးလို့မပြောတော့ဘူးပြောရင်လည်းအာမတိမ်တိုင်းတဲ့သမီးလာပြီဆိုတော့ အဲ့ချိန်လေးမှာလည်းမမနည်းနည်းလေးတော့ပေါ့နော်အဲ့အချိန်ကကာလအတိုင်းတော့ဒီမှာလည်းမမအဲ့ဟာလေးကလည်းနည်းနည်းဖြစ်ခဲ့တာပေါ့အဲ့သင်းလေးရတယ်အဲ့တော့လာရင်တို့ကအဲ့လိုမျိုးပေါ့မပြောတော့ဘူးသမီးရဲ့ဘာခေါ်မလဲသိရမလားရတိဘုံလို့မပြောဘူးရှိုးမှာပဲကွာကိုလာပြီဆိုရင်ဆင်းလာတယ်ဒါမှတည်းနဲ့သမီးလာပြီအဲအဲ့အဲ့လေးရအမှတ်တရပေါ့နော်ဟိုနေ့ရချိုချိုဆိုတဲ့သင်းလေးဒါညီညီတွင်ရဲ့သင်းလေးပေါ့အဲ့မှာဟိုပြန်လေတန်းတာတတိယဆဲမှာကိုကိုဆိုတော့အမမ အဲ့ကိုကိုဆိုအဲ့လိုခေါ်လိုက်တဲ့ကမ္မကမ္မလေးတွေအဲ့ချိန်တော့အဲ့တော့မတို့ဖုန်းတွေကဟိုပါလေအန်ဒလော့ဖုန်းတွေလေအဲ့လိုမျိုးတွေဆိုအဲ့ဖုန်းတွေဆက်တယ်ဆက်ပြီးမောက်ကိုကိုလို့အဲ့ဆန်းချောင်းဆန်းချောင်းက ကမ္မလေးတွေပေါ့ဆယ်တန်းချောင်းသူလေးမမနဲ့လည်းမတိမ်မင်းလေးတွေပေါ့ကိုကုံးလို့တစ်ခါခေါ်ရင်ဘလောက်ပေးမဲ့ပေါ့ကိုကုံးလို့ခေါ်ပေးပါခေါ်ပြပါခေါ်ပြပါဆိုတော့အဲ့အဲ့တော့တကယ်အမှတ်တရအဖုန်းနဲ့ကို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 ဆိုပြီးတော့ဒိုင်ခံခေါ်ပေးနေရတယ်သူကအဲ့ကိုကိုနားထောင်ရှင်လို့ပေါ့စဲအဲ့ဒါလေးကမမမှာအမှတ်တရရှိရဲ့ပြောရကောင်းကဲ့ပြောရအရန်ပြောဖို့ကောင်းတယ်မမရောကတော်တော်ပြောဖို့ကောင်းတယ်အခုတော့မသိဘူးပေါ့နော်အခုကလေးတွေကတော့ဘယ်လိုရှိကြလဲတော့မသိဘူးမမရောကတော်တော်လေးတော့ပြောစရာကောင်းတယ်အဲ့ဖုန်းနေခစ်ပေါ့ဟိုမိတ်ဆက်စာတွေရေးတဲ့ခစ်လေအဲမိတ်ဆက်စာတွေရေးတဲ့ဓာတ်ပုံတွေတောင်းနေအဲအဲ့လိုမျိုးလေးခစ်ပေါ့တမီးရဲ့ ပြန်ဆိုရလို့ရဘသူတွေပြန်ဆိုလဲတော့မသိမတင်စာမော်ပဲသိရလေတင်စာမော်နဲ့တော့တင်စာမော်တော့ဆိုလဲဟိုမကော်လို့ဆိုလဲအချစ်သမောင်တို့အရန်ပြန်ဆိုခြင်းညာအစလည်းတို့ကောင်းတိုက်တယ်ပေါ့လေအချင်းလေးဆိုလဲတို့ကအဲ့လိုမျိုးဆိုတင်စာမော်ပြန်ဆိုထားလဲဒီမမရဲ့ဒီအပိုက်လေးပိုက်ရည်အတိုင်းလေးပဲဘာမှဟိုဟိုထပ်ပြီးတော့မမလောက်ထားတာမဟုတ်ပါတော့ကောင်းတယ်လေတင်စာမော်ကလည်းကိုရေးအရန်ကောင်းတယ်လို့ဆိုတော့ကောင်းတယ်သိသိမိတင်စာမော်နောက်ဘသူဆိုသေးလဲမမအားတော့မသိဟုတ်လားကလေးပြန်ဆိုလဲအားတော့မသိဘူးအမေဟောက်မမ Facebook လည်းမတော်ဘူးဟော အတုံးနဲ့လိုရပြောပြောပေါ့နော်မမက Facebook လည်းမတော့ဘူးချဲသူမောင်ရေးချမကိုနားလဲဩအမမောင်တတိယသေးတယ်ဟိုပေါ့အခုလိုတွေးလိုက်တဲ့အချိန်မှာပေါ့မှတ်မိသေးတယ်တတိယသေးတယ်ဆိုရင်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်လို့အဲ့ဒီလူတွေအားလုံးကိုလည်းမမကပြန်ပြီးတော့လေးစားပါတယ်လို့ဘာလို့ဆိုဒီရွယ်ကြီးရောက်တဲ့အထိကိုမှတ်မိနေသေးတယ်ဆိုရင်ဘာလို့ဆိုမမတို့နှစ်ပေါင်းများစွာလေ65ခုနှစ်တည်းကမမထွက်တယ်66ထွက်တယ်နောက်အဲ့နောက်ပိုင်းမှာ68 ထောင်လောက်မှာလို့တိုးလေးပေါ့အဲ့လိုလေးထွက်ခဲ့တယ်ဆိုတော့မိတိတ်ကြာသွားပြီလေနှစ်ပေါင်းနေရလေနော်အဲ့ဒါကိုခုချိန်ထိမှတ်မိသေးအောင်ရယ်ဆိုရင်တော့အဲ့လူတွေအားလုံးလည်းမလေးစားပါရဲအားလုံးလည်းကျေးဇူးတင်ပါတယ်လို့အားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့သမီးလေးရောတားလေးရောပြည့်စုံပါစေလို့မမဆုတောင်းပေးပါတယ်